ရှင်ဥသောဗျာဒခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ကောင်းကိုမော်ရတော်အခွင့်ဆိုတဲ့ကောင်းစလင်းနဲ့ခေါ်ပေးတော်မှာဖြစ်ပါတယ်။ဆလန်ချန်ခန်းတုံးစာပိုက်၃၄ကိုဖတ်ပါမယ်။တုတ်တော်လဲထာဝရဘုရားကိုတော်သည်အကျွန်ုပ်အကွယ်အကာဖြစ်တော်မူ။အကျွန်ုပ်ဘုံလဲဖြစ်တော်မူ။အကျွန်ုပ်ဦးကောင်းကို ခြေကြွတော်သူလဲဖြစ်တော်မူ။ ငါဒီထာဝရဘုရားထံသို့အတံကိုလွှင့်ယူအောင်ဟိတော်ခါတန်ရှင်းသောတောင်တော်ပေါ်မှာနားထောင်တော်မူ၏လို့တွေ့ရတယ်။ဒါဝိမင်းကြီးကသားတော်အဘရှလုံ ပုံကံလို့ထွက်ပြေးရတဲ့ခါမှာပထမတော့သူကအမတမစိတ်အားငယ်ပြီးတော့မှညှို့ငယ်ခြင်းရှိတယ်။လူရက်ကဲ့ခြင်းလက်ခံရတယ်။ထာဝရဘုရားသူအားကိုးပေမဲ့ဘယ်မှာလဲထာဝရဘုရားမကဲ့ပါလား။ ဘာတတ်နိုင်သေးလဲခေါ်တော့ဆိုပြီးတော့မှကဲ့ရခံရတယ်ဆိုပြီးတော့သူစိတ်ပြည့်အားငယ်နေတယ်ပေါ့ဒါမှမဟုတ်သူတရိယလိုက်တာကတော့ထားတော့ဖျောက်သူတရိယတယ်နော်တရိယတော့အိုးတုတ်တော့လဲထားကျွန်တော်ရဲ့အကွယ်ကနော်ဆာလန်၁၈မှာဆိုရင်ကျွန်မြုပ်ယူနော်အကွယ်ကဆိုမမြင်ရတဲ့မြုပ်ယူကြီးပေါ့နော်အဲ့တော့လူတွေမမြင်အောင်ဒါပေမဲ့လည်းဒါဝိမင်းကြီးကသူ့မျက်စိဂျူပါယုံထဲမှာမြင်နေတယ် လိုလဲဆိုတော့ဖျားသခင်ကနော်ကောင်းကင်ထဲမှာတက်ချပြီးတော့မှကွယ်ကထားတယ်ပေါ့မြို့ရိုးကြီးတပွဲနော်ဒီလိုမြင်တယ်ပြီးရင်ကျွန်တော်ရဲ့ဘုံတဲ့နော်အဲ့တော့နန်းတော်နဲ့အောက်ဆင်းပြီးတော့ထွက်ပြေးရတဲ့ခါကျတော့ဘုံပြောက်နန်းတော်မှာတော့ဘုံရှိတာပေါ့နော်ဒါပေမဲ့အခုတော့တော်ရဲရောက်သွားတယ်တော်ရဲရောက်ပြင်မဲ့လဲနန်းတော်ရဲ့ဘုံတော့မရှိတော့ပြင်မဲ့လဲဖယားသခင်ဘုံရှိသေးတယ် သူတို့နားလဲတယ်เนาะပြီးရင်ပါလဲကျွန်တော်ဤဦးခေါင်းကို ခြေကြွတော်သူလဲဖြစ်တော်မူ၏ပြောတော့တွေ့ရတယ်အဲ့တော့သူအဲ့ချိန်မှာသူကခေါင်းမဖော်ဝင်ဘူးလူရက်ကဲချင်းခံရတယ်ဘယင်ကြီး တော်တယ်မထွက်ပြရတယ်เนาะအဲ့လိုခံရတယ်ပေါ့အဲ့ချိန်မှာသူကဘာလို့လဲငါဒီထောင်တော်ဖျားထံတော်အတန်ကိုလွှင့်ရင်အော်ဟစ်တော်ခါတန်ရှင်းတော်တောင်းတော်ပေါ်ကနားထောင်တော်မူ၏ တောင်တော်ဆိုတော့ရဗိမာန်တော်ရှိတဲ့တောင်ကုန်းပြောချင်တာဗိမာန်တော်ပြောချင်တာပေါ့အဲ့ချိန်မှာသူကဘာဖြစ်လဲကောင်းမဖို့ဝင်ဘူးဆွတောင်းတယ်ပေါ့ကျွန်တော်ဆွတောင်းရင်ဗါလဲကောင်းငုံပြီးဆွတောင်းတတ်တယ်လို့ပဲအော်ဒါဝိမင်းကြီးကလူတွေရှစ်မှာကောင်းမဖို့ဝင်ဘုရားခင်ရှစ်မှာလဲကောင်းမဖို့ဝင်ဘူးဘာဖြစ်လဲဆိုတော့သူကတေပြစ်တဲ့အသင့်ပြုတ်ခဲ့တာဟုတ်အဲ့အတွက်အခုဒီအပြစ်တံခံရတာဆိုတော့ဘုရားခင်ကိုလဲသူကကောင်းမဖို့ဝင်ဘူး လူရရှိမှလည်းအားငယ်နေရတယ်ကောင်းမဖို့ဝင်နော်အဲ့ချိန်မှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုတရိရတဲ့အခါမှာဆုတောင်းတဲ့အခါမှာစိတ်ချမှုရတယ်စိတ်ချမှုဒါဝိမင်းနန်းတော်မှာမနေရလို့အကာရင်ရှိတဲ့မြို့မှာမနေရလို့တောထဲမှာနေရပေမဲ့ငါဟာမင်းရဲ့အကာအကွယ်ဖြစ်တယ်မြို့ယူဖြစ်တယ် ်မင်းကဘယင်ဘုံမရှိတော့နန်းတော်ဘုံမရှိတော့ပြင်ငါကိုယ်တိုင်မင်းရဲ့ဘုံဖြစ်တယ်ဆိုပြီးတော့မှနော်မင်းငောက်ကြည်သာနော်ဘယင်ရှိမှမကြည်ဝင်ဘူးနော်ဘယင်အိမ်ထပါဒုထောက်ပြီးတော့ရှောက်တယ်ထပါဆိုသူလိုမျိုးပေါ့နော်အဲ့တော့ဘုရားသခင်ကလည်းခေါင်းကြွပေးတယ်ခေါင်းပေါ်ခွင့်ပေးလိုက်တယ်ဘယ်လိုပြောပါလဲ အဲ့တော့စာပတ်ရှစ်မှာဆိုထာရဖြဲကျေးဇူးတော်ကြောင့်ချမ်းသာရပါ යි ပေးတော်မူသောကောင်းချီးမင်္ဂလာသည်ကျွန်တို့လူစုပေါ်သို့တက်ရောက်ပါစေတော်သူတက်ရောက်ထဲတော်မဟုတ်เนาะအများအတွက်ဖြစ်ရမယ်ဘုရားသခင်ကျေးဇူးတော်ကြောင့်ချမ်းသာရတာပါတဲ့ကျေးဇူးတော်ပြောဆိုတာဘုရားသခင်ကောင်းလို့ကျွန်တော်ကောင်းလို့မဟုတ်ပါဘူးတဲ့ကိုရောကောင်းလို့ကိုရောကကျွန်တော်ကိုချမ်းသာခွင့်ပေးတာပါတဲ့အဲ့ချမ်းသာခြင်း ကောင်းချင်းမင်္ဂလာကျွန်တော်တယောက်တည်းမခံစားပါစေနဲ့ကျွန်တော်တိုင်းပြည်မှာရှိတဲ့လူတွေအားလုံးခံစားကြပါစေဆိုပြီးတော့မှဆုတောင်းတာတွေ့ရတယ်။ဟာဒါကြောင့်တော့မှပဲဆိုဒီကာလမှာသင်ဟာစိတ်ညှို့ငယ်နေရပြီတော့မှကိုယ့်ရဲ့အမျိုးမှကိုယ့်ရဲ့မိဘရှင်မှနော်ကိုယ့်အတိုင်းဝဲမှကောင်းမဖို့ဝင်ပဲဖြစ်နေပါသလားစိတ်မဖြစ်ပါနဲ့။ဒါဝဲလို့ဘုရားသခင်တရိယာလိုက်ပါ။ဘုရားသခင်ကိုဆုတောင်းလိုက်ပါ။ ဖခင်အသင်ကိုကောင်းမော်ရတော့ခွင့်ပြီးမှဖြစ်ပါတယ်။သူကောင်းမော်ခြင်းခွင့်တာလဲပါလဲ။သင်တယောက်တည်းအတွက်မဟုတ်ဘူးဆိုတော့မမေ့ပါနဲ့။သင်နဲ့ဆိုင်တဲ့သူတွေအတွက်ဖြစ်တယ်ဆိုတော့မှဆက်ပြီးတော့မှဒါကိုလူတွေအတွက်ကောင်းချီးဖြစ်တဲ့အထိဆက်ကပ်ဖို့ဖြစ်ပါတယ်။ဒီယောဟန်ခန်းလေးမှာရှာမရီမြို့သမီးကြောင်းကျွန်တော်တွေ့ရတယ်။နော်။အဲ့တော့ဒီ ရှုခာနော်ရှုခာမြို့မှာ ရှိတဲ့ရှာမရီအမျိုးသမီးကြီးပေါ့သူကယောက်ျား၅ယောက်နဲ့နေဘူးတဲ့မိန်းကလေးဖြစ်တယ်ဘလို့အကြောင်းကြောင်းလဲတော့မသိဘူးဖြစ်နိုင်ချေရှိတာကတော့သူကဟလာမွတ်တဲ့အချိန်မှာ တကယ်နေဘူးတဲ့အချိန်မှာကျန်းစာမှာ6နိုင်လို့ရေးပေမဲ့ဒီယောမဆန်တော်တစ်ချိန်ရအဲ့လိုဖြစ်နေပေမဲ့တကယ်တော့ကျတော့မြေပြင်မှာတော့မွတ်တဲ့အချိန်ဖြစ်တယ်7နိုင်နဲ့2နိုင်ကြားလောက်ပေါ့တယ်လို့နေပူတဲ့အချိန်မှာ ရေခတ်လာတာတယောက်တည်းရေဆိုတာကညနေပိုင်းမှခတ်ကြတာဖြစ်တယ်နော်သူတယောက်တည်းရေခတ်လာတာတွေ့ကိုကြည့်ချင်းအဖြစ်သူဟာနော်လူပေါ်လဲမှာကောင်းကုန်နေရတဲ့မင်းကလေးတယောက်စိတ်အားငယ်နေရတဲ့မင်းကလေးတယောက်ဖြစ်မှတည်တာပါတယ်အဲ့ဒါကိုပဲယေရှုကစောင့်တယ်သူလာမဲ့အချိန်နာရီဆောင်တဲ့အခါမှာဒီနေ့ယေရှုနဲ့သူနဲ့တွေ့တဲ့အခါမှာယေရှုဟာမင်းရှိရဲ့ ခရစ်တော်ဖြစ်ကြောင်းသူသိပြီးတော့မှယုံကြည်လက်ခံတယ်အဲ့လိုယုံကြည်လက်ခံတဲ့အခါမှာယုံကြည်လက်ခံတဲ့အခါမှာ तू ဘာလုပ်တယ်လဲဆိုတော့နော် तू မြုပ်ထဲကိုရှုကမြုပ်ပြန်သွားပြီးတော့မှရှာမားရီလူတွေကိုယေရှုကြောင့်တက်တည်ခံတယ်ယေရှုလာရှိကြပါ तू ဟာမေရှိယဖြစ်တယ်လို့ကျွန်မတော့ယုံကြည်တယ်လာကြပါဆိုတော့မှနော်သူတက်တည်ခံလိုက်တာ တမြို့လုံးထွက်လာတယ်စာပိုက်50မှာနော်ထိုမိမ့်မအားယခု ဖြစ်ရင်ငါတို့ဒီတင်းစကားကြောင့်ဒါယုံကြည်သည်မဟုတ်စကားတော်ကိုရန်ချာနာရ၍ဤသူဒီလောကီသားတို့ကိုကယ်တင်တော်မူသောသခင်တည်းဟုသောခရစ်တော်အမှန်စင်စစ် ဖြစ်တော်မူကြောင်းကိုတိတည်ဟုဆိုကြ၏ဟာလေလုယာနော်အဲ့တော့ကောင်းမဖော်ဝတ်တဲ့ဒီရှာမာတဲ့အမျိုးသမီးဟာ ယေရှုနဲ့တွေ့တဲ့အခါမှာနော်လွတ်မြောက်သွားတယ်နော်လူရယ်လဲမှာမျက်နှာငယ်နေရပေမဲ့ဟာလာသူ့မှာဘာဘုံမှမရှိဘာအကွယ်ကာမမရှိတဲ့မလုံမချုံနဲ့စိတ်အားငယ်နေရပေမဲ့ယေရှုနဲ့တွေ့တဲ့အခါမှာလွတ်မြောက်သွားတယ်ခုနတိုင်းပါပဲငါ့ရဲ့အကွယ်ကာဟာယေရှုဖြစ်တယ်ငါ့ရဲ့ဘုံဟာယေရှုဖြစ်တယ်ယေရှုကသူ့ကောင်းကိုကြွပေးတယ်ခေါင်းမော်ရတဲ့ခွန်ပေးတယ် ဘလောက်ထိကောင်းမွန်နိုင်လဲဆိုတော့ခုနเนาะဟိုကိုရက်ကောင်းချင်းမင်္ဂလာလူမျိုးတော်အတွက်ဖြစ်ပါစေတော့လို့ဆုတောင်းတယ်လို့ပဲဒီနေ့အငြိမ်မနေနိုင်ဘူးခင်ဗျာမြို့ရဲသွားပြီးတော့မှယေရှုရဲ့ကောင်းမြတ်တော်မူခြင်းအကြောင်းကိုသွားတည်တည်ခံတယ်သွားတည်တည်ခံတဲ့ခါမှာတမြို့လုံးမှာရှိတဲ့လူတွေဟာယေရှုကိုယုံကြည်ကြတယ်ကောင်းချီးတွေရကြတယ်ဒီရှာမာရဲ့အမျိုးသမီးအဖြစ်နော်ပြောချင်တာလူပုံလယ်မှာကောင်းကွန်နေရတဲ့ကောင်းမဖော်ဝဲတဲ့သူဟာနော် ောင်းမော်ယုံတင်မကပဲနဲ့လူတွေကိုနော်ကဲတင်ချင်းတို့ရောက်ပြီးတမတရားပြည့်တိဖို့အတွက်တက်တည်ခံတော်သူလူတွေအတွက်ကောင်းချင်းမင်္ဂလာတည်ဆောင်တော်သူဖြစ်လာတယ်ဆိုတွေ့ရပါတယ်။ဒါကြောင့်ဓမ္မမေဆွေဒီချိန်မှာသင်ဟာနော်ကောင်းမဖို့ဝင်မှုလား။လုံလိုက်တိုင်းမှာအစင်မပြေနိုင်ဘူးလား။ဘလောက်ပဲစ조사စ조사မအောင်မြင်နိုင်ဘူးလား။မိဘကိုမြင်တာပုံနေရပြီလား။မောင်နာတွေကြားထဲမှာနော် ပတ်စံနေချင်းရလို့အလားမျက်နှာငယ်ပြီးတော့မှခေါင်းမဖော်ဝင်ဘူးလား။ဟောအမျိုးမျိုးသောအချင်းနေကြောင့်တင်ဟာခေါင်းမဖော်ဝင်တဲ့သူဖြစ်တယ်ဆိုရင်တော့ဒီနေ့နှုတ်ကပတော်ကတော့တင့်ကိုခေါင်းမော်စင်မဲ့သူဟာဘုရားသခင်ဖြစ်တယ်။ယေရှုဘုရားဖြစ်တယ်ဆိုတာဒီနေ့တင့်ကိုပြောရနှုတ်ကပတော်ဖြစ်တယ်လို့ပြောချင်တယ်။ဒါကြောင့်ဒါဝိကတော့ပရမအားငယ်ပေမဲ့သူဆုတောင်းတဲ့ခါမှာရုတ်တရက်တရိယာပြီးတော့မှ နှုတ်ဘော်တော့ဝန်ခံပြီးတော့မှပြန်ပြီးတော့မှအရင်အချိန်နဲ့မတူဘဲနဲ့ခေါင်းမော်တဲ့သူ ဖြစ်လာတယ်။သူနည်းသူရှာမာရိမြို့သူမီလဲနော်လူပုံလဲမှာခေါင်းမော်ဝန်ပဲနဲ့အားငယ်နေရတဲ့နော်ဟာလာခေါင်းကုန်နေရတဲ့သူဖြစ်ပေမဲ့နောက်ဆုံးမှာခေါင်းမော်ယုံတင်မကလူတွေခေါင်းကြီးဖြစ်စေတော့သူဖြစ်လာတယ်။ဒီတိုင်းပါပဲတင်လဲ ယေရှုကိုယုံကြည်ပါနော်ဖျားသခင်ကိုဒါဆက်ပြီးတော့မှယုံကြည်ပါဆုတောင်းလိုက်ပါနော်ပြင်စိတ်ချပါတင်ကောင်းမောခွင့်ပြင်မှာဖြစ်ပါတယ်တင်အပြင်လဲလူတွေကောင်းကြီးဖြစ်လိမ့်မယ်လို့ခေါ်ပေးရင်လည်းအနေကုန်ချုပ်ပါတယ်ဖျားသခင်နဲ့တင်တော်အားလုံးကောင်းကြီးပေးပါစေတော့အာမင်